ခါတော်မှာမြတ်စွာဘုရားယဟန်တော်မြတ်စွာချန်ရံပြီးတော့ဆုံးကကြွတော်မူတဲ့ခါမှာလံခီးမှာဝက်မာလေးတကောင်အစာရှာပွေစားတော့ပြီးတော့သွာလာနေတာကိုတွေ့ရတယ်။အဲ့လိုတွေ့တော်မူတဲ့ခါမြတ်စွာဘုရားကအဲ့ဒီဝက်ကလေးကိုကြည့်ပြီးတော့ဝက်မာလေးကိုကြည့်ပြီးတော့ပြုံးတော်မူတယ်တဲ့။အဲ့လိုမြတ်စွာဘုရားပြုံးတာကိုမြတ်စွာဘုရားရဲ့နောင်နာကနေကပ်ပြီးတော့ပါလာတဲ့ရှင်အာနန္ဒာကသိတယ်။ မြတ်စွာဘုရားရဲ့တွားတော်ကနေပြီးတော့ဖြူဖွေးတဲ့ဩဒတာရောင်ကြီးဟာလျှက်စီးလက်တလို့ဝင်းငနေထင်းငနေဖြစ်သွားတယ်လို့ဆိုတယ်။အဲ့တော့ကြောင့်မြတ်စွာဘုရားပြုံးတော်မူတယ်ဆိုတာကိုသိတဲ့အတွက်ကြောင့်အကျိုးအကြောင်းမေးလျှောက်တော့မြတ်စွာဘုရားကအာနန္ဒာတဲ့ဟောဒီဝတ်မကလေးဟာကောက်ကုတံမြတ်စွာဘုရားလက်ထက်တော်ခါကလာတုန်းကလူမိမတယောက်ကနေသေပြီးတော့သူဟာကျက်မလေးတကောင်ဖြစ်ခဲ့တယ်။အဲ့ဒီကျက်မလေးက ဘုန်းကြီးကျောင်းဝင်းကျင်မှာကျင်းလဲကျက်စားပြီးတော့နေရင်းနဲ့တနေ့တော့စွန်တကောင်ကသူ့ကိုတုတ်ချီသွားပြီးတော့သူ့ရဲ့ခေါင်းကိုဖြတ်ပြီးတော့စားတယ်။ဒါပေမဲ့အဲ့ဒီကျက်မလေးကယဟန်တော်တစ်ပါးရဲ့တရားဘာဝနာရွတ်ဖတ်တန်ကိုကြားရပြီးတော့ကောင်းမြတ်တဲ့စိတ်ကလေးနဲ့သေးသွားတဲ့အတွက်ကြောင့်ဥပရိလို့အမည်ရတဲ့ဘုရင်ရဲ့တင်ပြီးသွားဖြစ်တယ်တဲ့။ဘဝအတက်အကျနော်။ လူဘဝနဲ့ကျက်ဖြစ်တယ်ကျက်မဘဝနဲ့မင်းသမီးဖြစ်တယ်တေဂာနီစိတ်ပေါ်မှာမူတည်ပြီးတော့ဘဝတွေကဆက်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 ပြီးတော့ဖြစ်နေကြတာအဲ့တော့အဲ့ဒီမင်းသမီးဘဝရောက်တဲ့အခါကျတော့သူကဟိုတရားဘာဝနာနဲ့နည်းနည်းနှီးဆက်တယ်လို့ပြောရမယ်တနေ့တော့သူကအိမ်သာတည်ရင်းနဲ့အဲ့ဒီအိမ်သာအောက်ခြေပါပိုးလောက်တွေအများကြီးထားကြွနေတာရှိတယ်အဲ့ဒါကိုကြည့်ပြီးတော့ ဒီခန္ဓာရဲ့ယုံရှားဆက်စုပ်ဖွယ်အနေအထားတွေကိုမှန်မှန်ကန်ကန်သူသိမြင်နားလည်ပြီးတော့သူဇံရတယ်လို့ဆိုတယ်။အဲ့ဒီဇံလက်ရှိနဲ့တည်တဲ့အတွက်ကြောင့်အဲ့ဒီမင်းသမီးဘဝတည်တဲ့အခါကျတော့သူကပြမာသွားဖြစ်တယ်တဲ့။ပြမာကြီးဖြစ်တယ်တဲ့။ပထမဇံပြမာဖြစ်တယ်လို့ဆိုတယ်။အဲ့ဒီပြမာဘဝကနေတည်တဲ့အခါကျတော့တထေသမီးတယောက်ပြန်ဖြစ်ပြန်တယ်။အဲ့ဒီတထေသမီးဘဝမှာတော့သူကမမနာအလွန်ကြီးတယ်လို့ဆိုတယ်။ မမနာခက်ထန်တဲ့အတွေ့အကြောင်အဲ့ဒီတထေသမီးဘွားတည်တဲ့အခါကျတော့အခုဒီဝဲမကလေးလာဖြစ်တာပဲလို့မြတ်စွာဘုရားအဲ့လိုမိန့်ရှိတယ်တဲ့ကာကုတ္တမြတ်စွာဘုရားဆိုတော့ဂျာထဲမှာကောနာကုံကတ္တပဘုရားနဲ့ရှုတတိဂျာထဲမှာသူဘဲမှာအကြာကြီးဖြစ်နေမလဲဆိုတော့မြမပြီမှာအကြာကြီးဖြစ်နေမယ်ပေါ့နော်မြမပြီကနေပြီးတော့တထေသမီးတထေသမီးကနေဝဲမလေးလာဖြစ်တယ်ခုဒီဝဲမလေးရဲ့အနေအထားကိုမြတ်စွာဘုရားကမြင်တော်မူတဲ့အတွက်ကြောင့် တတ္တဝါတွေရဲ့ကျင်လည်ကျဆားနေရတဲ့အနေအထားတွေဟာအရှိမြင်တတ်မယ်ဆိုလို့ရှိ